ရှေးအခါကမင်းသားလေးတစ်ပါးသည်တဲ့ကတူကြီးရှိဆရာကြီးထံသွား၍ပညာသင်ခွင့်တောင်းခဲ့သည်မင်းသားလေးအသက်ရှင်ရန်ခုနှစ်ရက်သာကြံတော့သည်ကိုဆရာကြီးကသိ၍နောက်ခုနှစ်ရက်ကြာမှ ြန်လာရန်ပြောလိုက်သည်အပြန်လန်းတွင်မိုးချုပ်သွားသည်ဖြင့်ဘုံကြီးကြောင်းတကြောင်း၌ဝင်၍တဲခုသည်ကြောင်းဝင်အတွင်ရှိညောင်ပင်မှညို့ကြနေသောညောင်ကိန်းကိုဝါလုံးဖြင့်ထောက်ပြီးခဲ့သည် အမှိုက်များကို အမျက်စီလှဲ၍ရှင်းလင်းပေးခဲ့သည်ခொနည်းရဲ့ပြည်တော်အခါမင်းသားလေးသည်တဲ့ကတူပြည်သူပြန်သွား၏မင်းသားလေးမသိဘဲပြန်လာသည့်အတွက်ဆရာကြီးအလုံးအံ့ဩသွားသည် မိသည့်ကုသိုလ်ကောင်းမှုများကိုပြုလုပ်ခဲ့သည်ဟုမိမြန်လီသည်မိသားလီကလန်ခီးတွင်ဖုန်ကြီးကြောင်း၌တမျက်စီလှဲ၍စန့်ရှင်းရေလောက်ခဲ့ပါသည်ဟုဖြေကြသည်ကျောင်းကံဖျားအတွင်း အမျက်စီလှဲခဲ့သောကုစုကြောင့်စေဘေးမှလွတ်ခဲ့သော မင်းသားလေးသည်ပညာကိုသုံးခန်းတန်အောင်သင်ကြားနိုင်ခဲ့လေသည်သုတ္တနုဆင်းရဲသားလေးသုတ္တနုဆင်းရဲသားလေးသည် လိမ္မာယင်ကြည်၍ဉာဏ်ပညာထက်မြက်၏မိခင်ဦးကြီးကိုလှုပ်ကျွေးနေသည်လူတန်းကိုလည်းကူညီတတ်၏သူကိုအာလောကချစ်ခင်ကြသည်ထိုအချိန်ကဘိရင်အမိတ်ဖြင့်လူတယောက်နှင့်ထမင်းတထုပ်ကို ဘလူးကြီးတကောင်ထံသို့နေ့စဉ်ပို့ပေးရ၏ဘလူးကြီးကမိမိနယ်မြေအတွင်ရောက်လာသောထမင်းလာပို့သူအလုံးကိုစားလိုက်သည်အချိန်ကြာလာသောအခါဘလူးကြီးထံသို့သမင်းထုတ်ပို့ရန်တယောက်မြတ်မကြံတော့ပြီ ထိုးကြဘလူးကြီးထံသမီးပို့ရဲသူကိုထိုက်တန်သောစုဝေများချီမြင့်မီဟုကြည်ညာလိုက်သည်ဉာဏ်ပညာထက်မြက်သောသုတ္တုဆင်းရဲသားလေကဘလူးကြီးထံသွားရန်လက်ခံလိုက်၏သုတ္တုဘလူးကြီးအား အသည့်တရားရရန်ဟောပြောဆုံးမခဲ့သည်ဘလူးကြီးကသူ့အမှားကိုသိသွားပြီးသူ့တနုအားအသက်ချမ်းသာခွင့်ပေးခဲ့သည်အသက်မတည်ပဲပြန်လာသောသူ့တနုအားဘယင်ကြီးကစီသူကြီးရာထူးချီးမြှင့်ခဲ့သည် အိပြန်လာတော့စီတူကြီးသူတနူကိုမိခင်အိုကဝမ်းမြောက်ဝမ်းသာစီကျူခဲ့လေသည်